ားလုံးပဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးပေရုံသားဖိုင်နီရတော့အနာသိန်းကစားကထိုင်းမှာအရန်ဒုက္ခရောက်တဲ့အကြောင်းတွေကိုပြောလာတဲ့အဘာသာသောထွေရုံသားဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒီမှာပါဆိုတော့အဲ့ဒီဂျော်နာပတ်သက်ပြီးဘလို့လေးရေဖွဲ့ပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင် ခင်ဗျာအားလုံးကိုလည်းဆိုင်းနဲ့သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မင်္ဂလာပါမင်္ဂလာပါမျိုးလေးမင်္ဂလာရှိတော်ညကြတယ်ခုမှရေချူပြီးတယ်ခင်ဗျအမျိုးသားကြီးလည်းလို့ပေါ့နော်နိုင်ငံကြီးလည်းပြောတမ်းကြီးတွက်လည်းပြည်သူတွေအေဂျင်ဘူတွက်လည်းပြောပေါ့မိသားစုတွက်လည်းစီးပွားဆောင်ဟောတာလားအရင်တော့ကျွန်တော်2021အနေနဲ့ပြောပေါ့နော်2020ရုပ်ခောက်ပွဲပြီးကြရပါမင်္ဂလာပါသားတို့ရဲ့မမေရဲ့မင်္ဂလာပါနော် 2021အဲ2020ယူကော့ပွဲပြီးကြတဲ့ကောနော်တက်မတော်ကအာနာစထိန်ကြတဲ့ကောအာနာစထိန်လိုက်ကြတယ်ကျွန်တော်တို့ကအလုပ်ကိုခေါင်းကောင်းမလုပ်ရတော့ဘူးပြဆိုတော့ဘယ်လိုလဲဆိုတော့အဒီကျွန်တော်တို့တွေကအလုပ်လုပ်တာကဘယ်လိုလဲဆိုတော့ဒီလိုမြန်မာလိုပြောမယ်ဆိုကုမ္ပဏီတွေပေါ့နော်အဲ့လိုမျိုးကုမ္ပဏီအလုပ်ယုံနေပါအဲ့လိုမျိုးလောက်တာပြဒီလိုမျိုးအလုတ်ကြမ်းကြမ်းနန်းနန်းနေမလုတ်ခဲ့ဘူးเนาะထိုင်းနိုင်ငံရောက်ပြီကျဲ အဲ့ဒါလိုမျိုးနေလာရတဲ့ပြီးတော့ဂျုံတိုင်းတို့အဲဒီလိုလိုက်ပြီးပြောတယ်ဗောနော်လိုက်ပြီးပြောရင်လည်းကျွန်တော်တို့တွေကလိုလဲဆိုတော့အဲ့အချိန်ကတို့ကအင်အားသာတဲ့အချိန်ဟောအင်အားသာတဲ့အချိန်ကဟိုထိုင်းမှာပြည့်တဲ့အချိန်ကအုပ်စုဖွဲ့ပြီးတော့အယောက်200 300မင်္ဂလာပါမကြီးမတွေ့တာကြာပြီကျွန်တော်တို့ရဲ့စကားမပြောပြတဲ့ကြာပြီနော်အယောက်200 300 400 500နဲ့အုပ်စုဖွဲ့ပြီးတော့လူတစ်ယောက်နှစ်ယောက်ဝိုင်းနိုင်ကျင့်နေတဲ့အချိန်ဆိုတော့ကျွန်တော်လည်းဆောင်ရတယ်လीမဆောင်လို့မရဟုတ်တော့လားကိုရီးယားပြောတဲ့ဂျန်နယ်လက်နဲ့ပြောနေတယ်အစင်းဆုံးပြောရင် ျွန်တော်တို့ကအဆုံးမရအောင်သူတို့ကအဆုံးရောက်ကြကျွန်တော်တို့ကနိုင်ငံရေးသမားလည်းမဟုတ်ပါတီရေးသမားလည်းမဟုတ်ကျွန်တော်တို့ကအခြေခံလူတန်းစားတွေဟုတ်လားအချိန်တိုင်းရင်ယနေ့ဖြစ်နေတဲ့အခင်းချင်းကိုဖြစ်လာမယ်ဆိုတာသိလို့ကျွန်တော်တို့ကပြောပြတာလူတွေအသေးပြောင်းများမယ်ပြည်သူပြည်ပစ္စည်းတွေပျက်စီးမယ်နော်ရဟန်းသံဃာတွေတာသနိကအဆောက်အုံတွေပျက်စီးမယ်ကုံစင်းနှုံးတွေတက်မယ်ကျွန်တော်တို့ကသိပြီသားသိလို့ဒီလမ်းဟောင်းကြီးကိုဒါကအစင်မပြေဘူးဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒါကိုမဖြစ်စေချင်လို့ပြောလာပြောလာ ပြောတဲ့ခါကျတော့တို့အင်အားသာတဲ့အချိန်ကတော့ကျွန်တော်တို့ဝိုင်းနိုင်ခြင်းခံရတော့ဗောဗျာအဲ့ဒီကနေပြီးတော့ဒီလိုပဲကျွန်တော်တို့ဘိုးကတော်တော်ခက်ခက်ခဲခဲကိုကျင်လည်ခဲ့ရတာဗျာကျွန်တော်ဆိုရင်တော်တော်ခက်ခဲတယ်ဖြတ်သားတာဒီ2021ရနေ2021 2022 2023 2024 2025 2025အရန်ခက်ခဲတယ်ဗျာကျွန်တော်တခါမှမလုပ်ဘူးတဲ့အလုပ်ကြီးကျွန်တော်လုပ်ခဲ့ရတာဒါပေမဲ့နောက်နာရလာလို့မေးတော့ကျွန်တော်နောက်နာမရဘူးဘာကြောက်လဲလို့မေးကျွန်တော်ရှောက်တော့လမ်းကမှန်တယ်ဗျာနော် သာသနာဆောင်နှမင်းတွေလည်းချစ်တယ်နော်တိုင်းကြီးကိုကောက်ွယ်ဆောက်ဆောက်တဲ့လူကြီးတွေလည်းချစ်တယ်တိုင်းကြီးပြည်သူပြည်သားတိုင်းကြီးအေးချမ်းကျင်တဲ့ညီကောင်မောင်နှမတွေလည်းချစ်တယ်ကျွန်တော်ရှောက်တဲ့လံကအမှန်တရားကြီးနော်ကျွန်တော်တို့တွေအစင်းဆုံးပြောရင်ကျွန်တော်ကနော်ဟိုဘယ်လိုပြောမလဲဘဒူကမှန်ပါတယ်ဆိုတဲ့စကားထက်ကိုဘဒူကမှန်ပါတယ်ဆိုတဲ့စကားထက်ကိုပေါ့နော်ဟိုဘယ်လိုပြောမလဲလူတွေအသေးပြောင်းမရှိတဲ့လံကြည့်သူပိုင်းကြည့်စီတွေမပြက်စီတဲ့လံ ကုန်စည်နှုံးတွေမတက်တဲ့လမ်းတာတနိကအဆောင်ရဟန်းသံဃာတွေမပေးကြီးမပြည့်စည်တဲ့လမ်းအဲ့လမ်းကိုကျွန်တော်ကရွေးပေးတာကျွန်တော်ပြောဖို့ရကျွန်တော်ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးပါတီရေးသမားလည်းမဟုတ်ဘူးနိုင်ငံသားအခြေခံလူတန်းစားရဲ့အခြေခံလူတန်းစားတွေကပေါက်ပွားလာတယ်နိုင်ငံသားတွေရောဘာကြောင့်ကျွန်တော်တို့ဒီလိုပြောရလဲလို့ရအစ်မအတိတ်ဒီเนาะကျွန်တော်တို့မြင်ခဲ့ရတာတွေကြားခဲ့ရတာတွေဖြစ်ပျက်ခဲ့တာတွေဒါတွေကကျွန်တော်တို့သိရပါဘူးခေဆက်ဆက်စစ်တပ်ကိုကောင်းလာလို့မရဘူးဒီလိုလက်နက်ဆွဲကိုင်ပြီးတော့ ဲ့ဒီကြောင့်မို့လို့ကျွန်တော်တို့ကမဖြစ်စေချင်အခုကြည့်လေကျွန်တော်တို့ပြောတဲ့စကားတခေါက်မှမလွယ်ခဲ့မင်းတို့တိန်လို့ရရင်ခဏပဲဟုတ်ပဲခဏဟင်ဒီနေရာမှာကျွန်တော်ကိုးကားကြီးတော့ဘာအကြောင်းမှမပြောတော့ပါဘူးဗျာကိုးကားကြီးပြောရင်ဒါအကြောင်းတွေလည်းထပ်နေပြီပြောပြတာဟာလားအခုတဖြည်း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 တမလို့ကပြန်ပိန်းနေအချိန်နဲ့ပြီးဆုံးသွားပြီဒါကောက်ယုံပြီဟာလားနိုင်ငံကြီးဆိုတာကောက်ယုံပြီအစင်းဆုံးကဒီလူများတိုင်းကြီးကိုထွက်လာတဲ့လူတွေကနော်အဓိကထိုင်းနိုင်ငံကပေါ့နော်ထွက်လာတဲ့လူတွေ နိုင်ငံရေးကြောက်ထွက်လာတယ်လူတယောက်မှမရှိဟုတ်တယ်လားဟိုဦးတန်းစုလက်ထက်လည်းရှိတယ်ကျွန်တော်တို့ဆိုတာဦးတန်းစုလက်ထက်တယ်ဟာလားထိုင်းထိုင်းနိုင်ငံကိုရောက်တာနော်အဲ့ဒီနောက်ပိုင်းဟာလားဦးတန်းစုလက်ထက်လည်းရှိတယ်အန်အေလက်ထက်လည်းရှိတယ်ဟိုဦးမြောင်းလည်းလက်ထက်လည်းရှိတယ်နိုင်ငံရေးကြောက်ထွက်လာတယ်လူတွေမဟုတ်ဘူးစီးပွားဆာဖို့ဆိုပြီးထွက်လာကြတာဘာလုပ်ဖို့လဲကျွန်တော်ဆိုရင်တော်တော်လေးဟိုမှာနော်ဒုက္ခဒုက္ခတွေအများကြီးခံစားခဲ့ရတယ် ဒါမဲ့ကောင်းပါတယ်ကျွန်တော်ဒီလမ်းရှောက်တော့ကျွန်တော်ချစ်တဲ့ညီကိုမောင်နှမတွေကျွန်တော်တတ်နိုင်တော့ပြီးကန်းကြတယ်ကျေးဇူးတင်တယ်ကျွန်တော်အစင်းဆုံးပြကျွန်တော်တို့ကမလောက်ကင်မစားတော့တတ်လို့မလောက်ကင်မစားတော့နိုင်လို့မလောက်ချင်လို့ငပြင်းနေလို့ဒီလိုမျိုးလူများကြီးမလက်ပြတ်တောင်းနေတယ်ကောင်းတယ်လည်းမဟုတ်နော်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့သူတို့ရဲ့နိုင်ငံကြီးခေါင်းစဉ်တက်ပြလိုက်တယ်ဘောမဆိုတော့ခေါင်းစဉ်တက်ပြလိုက်တယ်အဲ့ခေါင်းစဉ်အောက်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ကအလောက်ကင်ရှားပါသွားတယ်ကျွန်တော်ဆိုရင် အခုလိုမျိုးကုမ္ပဏီအလုပ်ရုံနေပေါ့နော်ကုမ္ပဏီအလုပ်ရုံနေဆိုရင်တကယ်အလုပ်ရုံအကြီးလူ2000 3000 4000 5000အဲ့လိုအလုပ်ရုံနေကျွန်တော်လုံးမရတော့ဘာကြောင့်လဲဆိုတော့အုပ်စုဖွဲ့အနိုင်ကျင်းမှာစိုးလို့ကျွန်တော်မှဆောင်ကျင်ပြီးနေခဲ့ရကျွန်တော်မလုပ်ဘူးတဲ့အလုပ်တွေကျွန်တော်မျက်ရည်တွေအချိန်မောင်းမြောက်မြောက်ဆိုတာကြားခဲ့ကျွန်တော်လုပ်ခဲ့ရမသားတွေလည်းမားခဲ့ရအလုပ်ဗဂျိုဇက်ဆိုလည်းတန်စီရေးလုပ်ခဲ့ရရေထဲမှာရေတစ်ပိုင်းကုန်းတစ်ပိုင်းနေပြီးကြောက်တွေကိုလေကမ်းပါးမှာစီတဲ့အလုပ်တွေဟိုငွေခေါင်ခေါင်ကြီးကျင်းကန်ရအကျယ်ကြီးပဲ ဲ့ဒီကံထဲမှာဟိုကနောက်ထပ်ကံထပ်ပူခိုင်းတာနော်ကျွန်တော်ပြပါလဲတာတဲ့လားစေးုံလေးတိုက်ရဒါကျွန်တော်ပြောပြတာပါကျွန်တော်ဖြတ်တန်းခဲ့ရတဲ့ဒီ၄၅နှစ်အတိုင်းတောင်ပြောပြအခုကျွန်တော်ကုမ္ပဏီတခုမှအလုံးလုံးနေပြီအေးအေးချမ်းချမ်းမှာအစင်းဆုံးပြောရင်ကျွန်တော်တို့ကအဲ့လိုမျိုးအေးအေးချမ်းချမ်းနဲ့စီးနဲ့ဝါနဲ့အဲ့လိုမျိုးလှုပ်ချင်အခုကလှုပ်လို့ရသွားပြီလေထိုင်းနိုင်ငံမှာလဲဟာလားထိုင်းမျိုးသားရေးသမားတွေကထိုင်းနိုင်ငံသားတွေကသိသွားပြီသိသွားတဲ့ခါကျတော့ စီလိုဝါလွတ်တွေကိုဖမ်းတော့မလှုပ်ရကြတော့အဲကြောင့်မလို့ကျွန်တော်အခုအလုပ်ပြန်လုပ်နေရကျွန်တော်ဝမ်းသာတယ်ကျွန်တော်တို့ကအဲ့လိုမျိုးလှုပ်ချင်တာအလုပ်ငိုရရအချင်းတန်ရင်တရားတော်စစ်ပွဲနိုင်မှာပဲလေတဲ့နိုင်ငံရေးသမားမဟုတ်ပါဘူးတဲ့နိုင်ငံကိုချစ်တဲ့သူပါဟုတ်တယ်ကျွန်တော်တို့လည်းနိုင်ငံရေးသမားမဟုတ်ကျွန်တော်ပြောပြောတာပဲကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးကျွန်တော်ပါတီရေးသမားမဟုတ်ဘူးဟုတ်တာလားကျွန်တော်ကနိုင်ငံသားနော်အခုဒီရက်ထဲမှာဆိုရင်ကျွန်တော်မှာ เนาะတည်င်းနေတော့မကောင်းမကြည့်အောင်ဘာကြောင့်ဆိုတော့မနေ့အစိုးရထားရတယ်အခုပဲရေချိုးပြီးလဲအဲ့လိုမျိုးပေါ့နော်အဲကိုမိသားစုအတွက်စောင်းနေရေတွားလဲမလုံလို့မရအောင်လေဟုတ်တယ်လားအလုံလို့ရတဲ့ချိန်ကျရင်တော့လောက်သွားပြီအလုံပါအဲအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ပါဦးမြစ်ခတ်ဦးမြစ်စုရေမင်္ဂလာပါဗျာကျွန်တော်တို့အမျိုးတွေနဲ့မတွေ့တာကြာလို့ကျွန်တော်ဘူးလို့စကားလက်ပြောတော့ပေါ့နော်နောက်ပိုင်းကျွန်တော်လုံးစရာအလုံးရှိပါသေးတယ်ဒါကျွန်တော်တို့အမျိုးတွေကိုကျွန်တော်မချပြရသေးတာ နော်မချပြသေးဆိုတာအချိန်အချိန်မကြသေးလို့ပါနော်ကျွန်တော်စူစဲမှာတော့ရှိနေမှာပါလောလောဆယ်အနေထားမှာကျွန်တော်အလုပ်တစ်ဖက်နဲ့မဟုတ်လို့ဟာလာကျွန်တော်စူစဲဦးမကြမကြတော့တတ်မှာပါအဲနည်းနည်းတော့ကျဲသွားမှာပေါ့အခုဒီရက်ထဲမှာကျွန်တော်မျိုးတွေပေါ့နော်ဒီနေပြည်တော်မှာပလီကိစ္စရနေရောက်ရတွေခတ်နေကြတယ်ကျွန်တော်ကတော့ထိုင်ကြည့်နေတယ်မှန်တယ်လည်းမပြောဘူးမှားတယ်လည်းမပြောဘူးဒါကိုကျွန်တော်တို့အမျိုးတွေအနေနဲ့ပေါ့နော်တစားကန်တဖက်ကမြောက်ပြီးတဲ့အရာကိုတစားကံမဖြစ်သွားဘူးကျွန်တော်တို့ကကျွန်တော်ကတော့မြစ်တာရက်ခန့်နေတယ် เนาะနိုင်ငံတော်ကလူကြီးတွေကအလုပ်အလုပ်တစ်ခုလုပ်ရင်တို့ကအစ်စ်ကိုကြုံမြင်တဲ့ကျွန်တော်တို့သိကျွန်တော်သိကျွန်တော်လက်ခံလာတယ်เนาะဦးမေအွန်လိုင်းကိုကျွန်တော်ယုံတယ်တကယ်ပြောတာယုံတယ်အဲကြောင့်မလို့အာလူများရဲ့ငစာမဖြစ်စေချင်ဘူးဗျကျွန်တော်ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှန်တယ်လည်းမပြောဘူးမှားတယ်လည်းမပြောဘူးနိုင်ငံတော်ကလှုပ်တင်လှုပ်ထိုက်လို့လှုပ်လှုပ်တယ်လို့ပဲကျွန်တော်ထင်အဲဒါကြနိုင်ငံတော်ဖားတာမဟုတ်နော်ဖားတာမဟုတ်ကျွန်တော်တို့တိုင်းပြည်မှာတည်ဆဲဥပဒေရှိတယ် ဥပဒေကိုမြည်သူမဆိုလိုက်နာရမယ်။နော်ကျွန်တော်တိုင်းပြည်မှာအစ္စလာမ်လည်းရှိတယ်ခရစ်ယာန်လည်းရှိတယ်ဗုဒ္ဓဘာသာလည်းရှိတယ်နော်ဟိန္ဒူလည်းရှိတယ်ဒီလိုလူတွေလည်းအကောလုံးကဥပဒေနဲ့အကျိုးဝင်တယ်ဗျ။ကျွန်တော်ကအမျိုးသားကြီးကိုဗုဒ္ဓဘာသာအမျိုးသားကြီးကိုကိုလူမျိုးကိုဘာသာကိုချစ်မြတ်လို့တဲ့လူတယောက်။ဒါပေမဲ့ဗျအစွန်းရောက်တော့မဟုတ်ဘူးကျွန်တော်ကကျွန်တော်အစွန်းမရောက်ကိုဘာသာကိုချစ်တယ်ကိုလူမျိုးကိုချစ်တယ်ကိုရဲ့မျိုးဆက်တစ်တွေကိုဘာသာရေးကိုင်းဆိုင်အောင်ယဉ်ကျေးလိုက်မှရှိအောင်ဟုတ်လား ုံတင်ဆုံးမပြီးတဲ့ဆရာဆရာသမားကြီးဇီကိုတွားဖို့ကျွန်တော်တို့နှိုးဆော်ပြီးတယ်เนาะဆရာတော်တန်ဃာတို့ဇီဇီပင်ပေးဖို့ကျွန်တော်တို့နှိုးဆော်ပြီးတယ်အစင်းဆုံးပြောရင်အဲကြောင့်မို့လို့ကျွန်တော်ပြောတာဘာသာတိုင်းဘာသာတိုင်းဟာနိုင်ငံမှာတည်ဆဲဥပဒေရှိတယ်အဲကြောင့်မို့လို့တို့ကဒီတည်ဆဲဥပဒေနဲ့เนาะတို့အညီတို့ကဆောင်ရွက်မှာပဲကျော်လုံးပြီးတော့တို့မလုပ်ပါဘူးเนาะအဲကြောင့်မို့လို့မှန်တယ်လည်းမပြောဘူးမှားတယ်လည်းမပြောဘူးကျွန်တော်ဒီအကြောင်းလည်းမပြောဘူးလေရင်ထဲမှာထားရတယ်။ဘာကြောင့်လဲဆိုတော့ဒါကအရန်ကိုထိလွယ်ရှလွယ်တာ ထိလွယ်ရှားလွယ်လို့အန်ဒီရဲ့ရမ်းများတယ်အဲကြောင့်ကျွန်တော်ကတက်တက်လေးနေတာအခုဆိုရင်ကဘာကြီးမှကျွန်တော်တို့မျိုးတွေသိပါတယ်ဟုတ်လားဒီခိုးဝင်ခိုးဝင်နေရပြီးတော့တို့ဘယ်လိုလဲတတိယနိုင်ငံခိုးလုံးနိုင်ငံမဲတွေခိုးလုံးလာတယ်ခိုးလုံးလာရင်းနဲ့ဟုတ်လားလူမျိုးများလာတဲ့ခါကျတော့နိုင်ငံသားခန့်ယူတယ်နိုင်ငံသားခန့်ယူများလာတဲ့ခါကျတော့အဲ့ဒီတိုင်းကြီးမှာရှိတဲ့ဥပဒေကိုတို့ကပြန်ပြီးတော့ဆန္ဒပြန်ပြတာကိုစိုင်းကြီးလည်းမတွေ့တာကြာပြီနော်တဲ့ကိုစောက်တို့တဲ့ကိုစိုင်းကတော့သူလည်းအလုံများနေတယ်ဗျအရင်တော့ကတော့ तू ကဆိုင်မာက၂ယောက်ရှိတယ် ဟင်းချတဲ့လူအကိုကသူတယောက်တည်းဖြစ်သွားတယ်သူမအားတော့ဘူးအဲ့လိုတွေပေါ့ဇော်ဇော်မင်္ဂလာပါနော်လင်းနိုင်မင်္ဂလာပါအဲ့လိုမျိုးဖြစ်တယ်နော်အဲ့ဒီကြောင့်မလို့ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့လုံနေတယ်လှုပ်ဆောင်ကြတယ်ကိုကျွန်တော်တို့ကမအော်ကျွန်တော်ကတော့မအော်ဘူးမအော်ဘူးကျွန်တော်စောက်ကြည့်မယ်ဒီလောက်ပဲနိုင်ငံတော်မှာနိုင်ငံတွင်းထဲမှာကျွန်တော်တို့ဟာလာဒီသာသနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာသာနဲ့ဘာသာကြီးနဲ့ပတ်သက်ပြီးတော့နေပြင်းမှာရှိတယ်เนาะတို့တွေ သူတို့တွေကတော့အဓိကသူတို့ပြီးတယ်ဗောနော်အဲသူတို့ရဲ့လုံဆောင်ချက်တွေကိုကျွန်တော်တို့ကကြည့်ရမှာအနော်နေတော့မောင်မောင်ဟာနဲ့ညီလေးရေးတဲ့ဒေါ်စုစိုးရလက်ထက်ကလေးကားတဲ့ညီပိန်းတွေရန်စာလို့အခုချိန်ကြီးတဲ့မထင်မဆန်းနေခဲ့ရတယ်တဲ့အခုလည်းတဲ့အပိန်းအပိတ်တွေကြားထဲမှာပါပဲတဲ့ဘယ်သူနဲ့မှမပတ်သက်ပဲတယောက်တည်းတီးသက်နေပါတယ်တဲ့ဟုတ်တယ်ဗျာကျွန်တော်တို့တွေကတက်တက်ကိုအပယ်ခံထားရတဲ့လူတွေလို့ဖြစ်တယ်အဲ့ကြောင့်ဘုကျွန်တော်ပြောတာပေါ့ကျွန်တော်ဆိုရင်အများကြီးဆုံဆုံသွားတာ ပတ်စံဆိုရင်ဘတ်တသိန်းကျော်ပါတော့ဒါကျွန်တော်တသိန်းဝန်းကျင်တသိန်းကျော်အဲကျွန်တော်ဗန်နေမှာအဲ့လိုမျိုးတွေပုံသွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အလုံးမကောင်းကောင်းမမမဲရမှမလုံးနိုင်တာ။ဟုတ်တော့အဲ့ဒါတော့မှပတ်ဝန်းကျင်ကောင်းလို့ပတ်ဝန်းကျင်ကဝိုင်းပြီးတော့ကူညီပေးကမ်းနေလို့ဒီလားမပေးကမ်းရင် စောက်ထုတ်လဲခွက်ဆွဲရနေရပြီ။အဲ့ဒါလိုမျိုးဒါပေမဲ့ကျွန်တော်နောင်တတော့မရပါဘူး။ကျွန်တော်တို့ရှောက်တဲ့လမ်းအမှန်ပဲလေလမ်းမှန်ပဲလေလမ်းမှမမို့တာ။ကျွန်တော်တို့ကပြည်သူပြည်သားတရားအောင်နေနဲ့ကျွန်တော်တို့ကပြောတာ။ဟုတ်လားအစိမအတိတ်ကြီးမြင်ခဲ့လို့ ်အစင်းလို့ပြောရင်ဒီဝါရအောင်မကြိုက်ဒီမူမကြိုက်ဒီမူကိုမကြိုက်ရင်တော့ဘယ်လိုမူနဲ့သွားမလဲဒီလက်နဲ့မဆွဲကြိုက်မင်းနဲ့ဘယ်လိုမူနဲ့သွားမလဲအဲ့လိုပုံစံသွားစေချင်တာကျွန်တော်ကကျွန်တော်မပြောကောင်းတယ်လည်းမပြောဆိုးတယ်လည်းမပြောတော့ကျွန်တော်တို့ကသူတို့ဥပဒေဘောင်လေးကနေပြောမူကွဲပြီးသွားမယ်ဆိုရင်ကျွန်တော်တို့ကမပြောဒါပေမဲ့မကြိုက်ရင်မကြိုက်တဲ့ကြောင့်တော့ကျွန်တော်တို့ကဥပဒေဘောင်လေးကကျွန်တော်တို့အော်မှာဒါတော့ပဲဟုတ်တယ်လား အခုလိုမျိုးဗျံမရတွေဖြစ်တဲ့အခါကျတော့ဘလူတွေနဲ့မော်တယ်ကျွန်တော်တို့ပြည်သူပဲနဲ့မော်ဟုတ်တယ်လားပုံစင်းနှုံးတွေတက်လာတယ်ပြည်သူတွေလည်းလွတ်စွပဲအသက်ခံရတာတွေဟာလာလန်ဒရာတွေပြတ်တယ်ဟာလာသူတို့တွေကဟာလာပြည်သူကြားထဲဝင်ပြီးစစ်တပ်ကိုတိုက်တယ်စစ်တပ်ကဘုံကျဲတဲ့အခါကျတော့အေးပြည်သူတွေပါပါတယ်ကြားထဲကပြည်သူတွေပဲဒုက္ခရောက်တာကျွန်တော်ကတမတမချောင်းကိုပြောပြတာကျွန်တော်ကအဆုံးမရအောင်ဘယ်တော့မှကျွန်တော်အဆုံးမရအောင်နော်အဆုံးရအောင်လည်းပြောလို့မရအဲ့ကြောင့်မို့လို့ကျွန်တော်တို့ကဒီလိုမျိုး လူလူအောင်ကြောမှုတွေစစ်ပွဲကျွန်တော်တို့ကမဖြစ်စေချင်တာကျွန်တော်ကျွန်တော်ရင်ထဲမှာကျွန်တော်မဖြစ်စေချင်ဒါစစ်ပွဲဆိုဘယ်စစ်ပွဲမှမကောင်းနော်စစ်ပွဲဆိုတော့ဘယ်စစ်ပွဲမှမကောင်းအဓိကလက်လွယ်လေးကျွန်တော်အမျိုးကြီးနားတော်ကြည့်ကျွန်တော်ပြောတာဒီကလေးတွေတရားနားမတော်ဘူးတရားများများနားထောင်ဒါကျွန်တော်ဟုတ်တယ်2021တည်းကျွန်တော်ပြောတရားများများနားထောင်ဆရာတော်ကြီးတွေဟောရတဲ့တရားတွေများများနားထောင်တရားနားထောင်ပြီးတရားနာတတ်လာတရားနာတတ်လာရင် ျွန်တော်တို့ဘာသာရေးရဲ့အနှစ်သာရကောင်းကောင်းသိလားသိလိုက်ရင်ဒီဘာသာကိုအရင်ချစ်ခင်တွယ်တွယ်လာနော်အရင်ချစ်ခင်စုံမတ်ဟုတ်လားတကယ်လို့တကယ်အရင်ကိုချစ်ခင်စုံမတ်ပြီးလေဆိုဒီဘာသာအထွန်းစီတည်တန်းခန့်ရေးဘူးဆိုရင်ဒီလူမျိုးတွေမှာဟုတ်လားစိနေဘူးမစိနေရဒီလူမျိုးစီးဖို့အတွက်ဒီနိုင်ငံမှာဒီလူမျိုးတွေကိုကာကွယ်စောင့်ဆောင်မဲ့အဖွဲ့စည်းဘယ်အဖွဲ့စည်းလဲဒါကိုကြည့်ရအောင်စစ်စစ်လေးနော် ကျွန်တော်ဘယ်ပါတီကိုမှပုတ်ခတ်ပြီးပြောတာမဟုတ်ဒါပေမဲ့ကျွန်တော်ပါတီကိုမကြိုက်ဘူးငကိုလေးကကျွန်တော်ပါတီရေးသမားလည်းမဟုတ်ကျွန်တော်ပါတီကိုမကြိုက်ဒါပေမဲ့ကျွန်တော်တို့ဘာသာနဲ့သာသနာကျွန်တော်တို့ယဉ်ကျေးမှုကျွန်တော်တို့ရဲ့တမိုင်းရောင်ကျွန်တော်တို့ရဲ့လူမျိုးစုတွေတို့ကအပွဲဆောက်ဆောင်နိုင်မယ့်အဖွဲ့အစည်းဆိုလို့လောက်လောက်လာလာဘယ်အဖွဲ့အစည်းစီတတ်မတော်တရားပဲရှိတယ်အဲကြောင့်မလို့ကျွန်တော်တို့ကတတ်မတော်ကိုထောက်ခံတာကျွန်တော်မိသားစုမှာစစ်သားမရှိစစ်စင်းလေးကျွန်တော်တို့ကယူစင်းတယ်စစ်သားမရှိတတ်မတော်ကိုထောက်ခံ ကျွန်တော်ဘူကျုံတွေထောက်ခံတာလည်းမဟုတ်ဘူးဘူမူတွေထောက်ခံတာလည်းမဟုတ်ဘူးဟုတ်လားလားကျွန်တော်အတက်မတော်ကိုထောက်ခံတာအခုဘူကျုံကြီးဟလာဦးမင်းအောင်လိုက်ဦးမင်းအောင်လိုက်အချိန်တန်လို့ဆင်းနောက်ထပ်ကာကျုံပြောက်ထပ်တက်ပါမယ်ဟုတ်လားအဲ့ဒီကြောင့်မလို့ဗါလဲဟိုဦးနေဝင်လက်ထက်ကလည်းဟလာဦးနေဝင်လက်ထက်ကဦးနေဝင်ကာကာကျုံလုံးနေတဲ့အချိန်ကဟလာဦးမင်းအောင်လိုက်လို့မရှိဘူးဟာတက်ကဦးဆုံးမောင်လို့လက်ထက်ရောက်တော့လဲဒီလိုပဲလေချိန်လောင်းနေတယ်လို့ပဲသွားနေတာသူမရှိလို့မဖြစ်ဘူးဆိုတာမရှိဘူး เนาะဒီတက်မတော်ဆိုတာအဲကြောင့်မလို့ကျွန်တော်တို့ကတက်မတော်ဆိုရဲ institution တစ်ခုလုံးကျွန်တော်တို့ကထောက်ခံဘာကြောင့်ထောက်ခံတာလဲเนาะဒီတက်မတော်ပြီးတယ်ကျွန်တော်တို့ရဲ့အမျိုးသားကြီးကာကွယ်စောက်စောက်ကျွန်တော်တို့ရဲ့လူမျိုးကြီးကျွန်တော်တို့ရဲ့ဘာသာကြီးကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတစ်စိတ်မစုံနဲ့တစ်ဖက်ကညီကိုကြီးလဲเนาะတစ်ဖက်ကညီကိုမောင်တို့ကစိတ်မစုံနဲ့ကျွန်တော်ပြောတဲ့စကားဒါလမ်းမှပြောပြနိုင်ငံတကာတကြီးစစ်တပ်တွေနိုင်ငံတကာရှိတယ်ကျောင်းတိုင်းကြီးတခုလည်းမဟုတ်နိုင်ငံတိုင်းနိုင်ငံတိုင်းရှိအဲကြောင့်မို့လို့ ကျွန်တော်တို့ကစစ်တပ်ကိုထောက်ခံတာနော်မင်းတို့လောက်လို့ရရင်ခဏပဲဘာကြောင့်လဲတက်မတော်ဆိုတာတခင်းနဲ့တခင်းနဲ့မတူဘူးအမြင်နဲ့အဘရိတ်တန်နဲ့ဟမ်ခင်းနဲ့အညီသွားနေတာလူများတိုင်းကြီးမှာဘာလန်နဲ့ဆိုကိုတိုင်းကြီးကဘာလန်နဲ့ဖြစ်ရအောင်ဘာကြောင့်လဲကဘာနဲ့ရင်မောင်တန်းနေတာဟုတ်တော့လားအခုအမေ online ဆိုရင်လဲဟာလာမင်းတို့တွေရတာကြောက်နေတယ်အာဘယ်နိုင်ငံမှမသွားရဘူးတို့ဘာလို့ညာတို့ပေါက်ပန်း၄၀တွေ online ပေါ်မှာလေဟာလာ live on နေတာဒီအမေ online ရှောက်သွားတာဟာလာ तू သွားနေတာလည်းကားသွားတာမဟုတ်ဘူး တိုင်းကြီးတို့ဘာကျိုးဖြစ်မလဲဟုတ်လားအခုနူကလ িয়ার ဓာတ်ပေါင်းဘူးဒါဘလိုပဲဖြစ်ဒါကြီးအောင်မြင်သွားရင်ကျွန်တော်တိုင်းမှာလျှက်စစ် space သုံးရဟုတ်လားနောက်ပြီးတော့စစ်လက်နက်အုံးအုံးဆောင်တွေဘာညာပြီးတော့ကျွန်တော်တို့ပြည်သူတွေအတွက်ဟုတ်လားအလောက်ကအခွင့်အလမ်းနေလူများတိုင်းကြီးတွေနဲ့ဟုတ်လားချိတ်ဆက်ပြီးတော့ကျွန်တော်တိုင်းမှာကဒီစမှုလက်မှုဟာဖုံးအောင်ကနောက်ကျလူများတိုင်းကြီးရဲ့ပညာစင်ကိုကျွန်တော်တို့ကခေါ်ရမယ် ပညာရှင်ရဲ့ယင်းနီမြုံနှံမှုလို့ယင်းနီမြုံနှံတဲ့ပုပ်လူတွေကျွန်တော်တိုင်းကြီးကခေါ်အောင်အခုထိုင်းနိုင်ငံတို့တာတယ်ထိုင်းနိုင်ငံကိုကြည့်ထိုင်းနိုင်ငံမှာဒီတိုင်းပဲအခုချိန်ကြီးလဲလူများနိုင်ငံကယင်းနီမြုံနှံတဲ့ဟာလားဟိုရင်းမော့ဒီမှာလဲယင်းနီမြုံနှံတဲ့လူတွေရှိတယ်နော်သူတို့နိုင်ငံမှာစက်မှုလက်မှုတွေတိုးတာတယ်ကျွန်တော်အင်ဂျင်နီယာနိုင်ငံတွေဖြစ်တဲ့မြန်မာရှိတဲ့ကမ္ဘောဒီးယားရှိတဲ့လာအိုရှိတဲ့ဟာလာဒီလိုမျိုးအလုပ်တွေခွင်လန်းနေပွင့်လန်းလာတယ်ကျွန်တော်တို့လည်းကျွန်တော်တို့တိုင်းမှာအဲ့လိုဖြစ်ချင်တာ အချိန်တန်လို့ဟာကျွန်တော်တိုင်းပြည်ထဲမှာဒီစမှုလက်မှုတွေဟာလာတအားကိုထွန်းထွန်းတောက်လာပြီးရေးဆိုရင်ဒါကျွန်တော်တိုင်းမှာဟာလာတထေးတွေကပြန်ပြီးတော့ဟာလာအလုံယုံနေဒါစမှုလက်မှုတွေနဲ့ပတ်သက်ပြီးတော့တို့အလုံယုံနေပြန်လဲပြီးပုံရင်းဖြစ်မယ်ရေးဆိုရင်ကျွန်တော်တို့တိုင်းပြည်ပြည်သားတွေတိုင်းကြီးအေးချမ်းမှုပဲအဓိကတိုင်းကြီးမအေးချမ်းရင်ဘယ်လုပ်ငန်းစင်မှာဝင်လာမှာမဟုတ်ဒါကဟုတ်တော့ဘူးခင်ဗျဝင်လာတယ်ခဏပဲပြီးရင်ဟိုလိုဒီလိုနဲ့ပြန်ထွက်သွားကြပြန်ကျွန်တော်တို့ကအဲ့လိုမဖြစ်စေချင်တော့ဘူးခင်ဗျ เนาะခင်နောက်ပြန်ဆွဲတဲ့ပုံစံမျိုးကျွန်တော်တို့မဖြစ်စေချင်တော့အဲ့လက်နက်ကင်ဖွဲ့စည်းတွေလဲဟုတ်လားနိုင်ငံတော်ကနေပြီးတော့လှမ်းခေါ်တဲ့ချိန် MCA လက်မှတ်ထိုးမယ်ငញ្ញញလက်မှတ်ထိုးမယ်အဖြစ်ကလုံးဝရာသပန်ရက်စဲမယ်လက်နက်တွေစွန့်ကြမယ်ဟုတ်လားတိုင်းပြည်လုံးအေးချမ်းမှုအခုဆိုကြည့်ပြလားကျွန်တော်တို့တိုင်းပြည်မှာတချို့တိုင်းရင်းသားတွေဆိုမြန်မာစကားတော့မတတ်အများကြီးမြန်မာစာမပြောနဲ့တော့မြန်မာစကားတော့မတတ်တဲ့တိုင်းရင်းသားတွေတပုံကြီးအဲ့ဒါဘာကြောင့်လဲကျွန်တော်တိုင်းပြည် နော်နောက်ကျခဲ့တယ်စီးပွားရေးနောက်ကျခဲ့တယ်စီးပွားရေးနောက်ကျတဲ့အကြောင်းရင်းကဒီလိုမျိုးစစ်ပွဲတွေဖြစ်နေတယ်စစ်ပွဲတွေဖြစ်နေတဲ့အတွက်အဲကြောင့်ကိုနောက်ကျဘာကြောင့်လဲစစ်ပွဲတွေဖြစ်နေတော့ဘယ်အရင်းစင်မှလဲဘယ်စီးပွားရေးအရင်းအရင်းစင်မှလဲဝင်လာမှာမဟုတ်ဘယ်စီးပွားရေးသမားမှလဲအဲကြောင့်မို့လို့ကျွန်တော်တို့ကဖိတ်ခေါ်တယ်ကျွန်တော်တိုင်းပြီးတိုးတာကိုကျွန်တော်ကြည့်သူကြည့်တာတွေအေးအေးချမ်းချမ်းနဲ့လောက်ကန်စားတော့ရအောင်အခုကျွန်တော်ပြောရရှင်းရှင်းလေးထိုင်းနိုင်ငံမှာကျွန်တော်တို့လောက်ကန်စားတော့တယ်အခုကျွန်တော်တို့လောက်ရတာ ပန်းရောင်ဘက်နော်ပြီးတော့ပတ်စပို့ပြီးတော့ဝတ်ပါမယ်ပြီးတော့ပကန်ဆန်ခွန်အသားအမကန်ကြီးအများကြီးကျွန်တော်တို့လောက်အသားအမကန်ကြီးထားပါလားဟာလာနိုင်ငံတိုင်းလောက်ပါဒီပန်းရောင်ဘက်ဒီပတ်စပို့တွေကကျွန်တော်တို့တိုင်ပြီမှာကကျွန်တော်တို့တိုင်ပြီမှာကစီးပွားရေးထွန်းစီးပွားရေးတောက်တင်နေမှာရှိစွင်ကျွန်တော်တို့မကုံတော့ဘူးလေဗျာနောက်ပြီးတော့အင်ကန်းကားကြီးဟုတ်တယ်လားအလဟတ်တည်းကျွန်တော်တို့ကုံတာနော်လာပြီးတော့လူများတိုင်ပြီမှာကိုယ်ရဲ့ချွေးနေစားနေလူများတိုင်းကြီးက တိုင်းပြည်တော်လှုပ်ကျွေးနေတယ်လို့ပဲအခုကျွန်တော်ဒီမှာငားနေတယ်ကျွန်တော်အခန်းတကန်းတလောက်၄တောင်းနဲ့ငားရမှာရှိတယ်မြန်မာငွေနဲ့တွန့်ရင်ကျွန်တော်အခန်းစီရ15လေး40ဆေးရနေပဲတွတ်ဗတ်ဆေးရနေပဲတွတ်၄သိန်းထက်မှာရှိတယ်၄သိန်းခွင်း၅သိန်းမှာရှိတယ်တွတ်ကြည့်ကြည့်ဟုတ်တော့လားတကယ်လို့မြန်မာနိုင်ငံမှာဆိုဒီပစ္စည်းတွေကျွန်တော်မပို့ဘူးလားပို့တယ်ဟုတ်တော့အကြောင်းမလို့ကျွန်တော်တို့တွေကပြည်တွင်းထဲမှာဒီလိုမျိုးကြီးပြည်တွင်းစစ်ကြီးကိုကျွန်တော်တို့ကအရင်မုန်းမဖြစ်ချစ်စေချင်တော့ ဘာကြောင့်ဒီပြည်တွင်းစစ်ကြီးကနှစ်ပေါင်မြောက်နေတော့အယိုးဆွေးနေပြီနိုင်ငံရေးသမားတွေကတော့ဒီလိုပဲမြောက်ပြီးနေတာဟုတ်လားသူတို့ကိုယ်တိုင်လည်းလက်တိုက်တာမဟုတ်ဘူးသူတို့ကိုယ်တိုင်လည်းမတိုက်ဘူးပြည်ပကလည်းမြောက်ပြီးနေတာဘာကြောင့်လဲဆိုတော့ဒီမီဒီယာအုပ်စုတွေ VOE BBC RFA အခုဟုတ်လားအခု VOE နဲ့ RFA ကတော့ပြုတ်သွားပြီပေါ့နော်နောက်ထပ်ပေါက်လာတဲ့ခစ်ပစ်တို့ဟုတ်လားမြန်မာနှောင်းတို့ဘာညာစမကလာနောက်ထပ်ထပ်ပေါက်လာသေးတယ်ပေါက်ဖွာလာသေးတယ်တိုင်းပြည်ပြန်မှာသူတို့ကအွန်လိုင်းမှာဗောသူတို့ကအနောက်ဟာ ကျွန်တော်နောက်ကဘက်ကောင်ငွေကြေးစီစဉ်မှုကြီးရှိနေတာသူအော်တာဟောဟုတ်လားကြားတယ်ကျွန်တော်တို့တိုင်းပြည်သူပြည်သားတွေအကောလုံးငငပြက်ပြက်နဲ့ဟမ်ငွားကွင်းကြားဆွဲတယ်သိလားမင်းတို့တနက်ကရင်ပြီးတော့ငါဟာဟိုတနက်တလက်ရပြီဆိုတာနဲ့ငါဘာကောင်လဲဆိုတော့ဟာရီယာမင်းတို့နားတော့မယ်ကွာငါဘာလဲလုပ်လို့မရတော့တနက်တလက်ကရင်ပြီးတော့ငါဘာလဲကွာဆိုတော့လုပ်လို့မရတော့နော်ဒီဒီမမူတွေမင်းတို့ပေါ့လို့ပဲစားကြီးရှောင်းမအောင်နဲ့တို့တိုင်းပြည်နဲ့ လိုက်ဖတ်တဲ့ဒီလီမုံမူပဲရတာသိလားမင်းတို့ပေါက်ကြရတွေဟိုဟိုလူများတိုင်းကြီးမှာနေထိုင်ပြီးတော့ဟာလားလူများတိုင်းကြီးကဒီလီမုံမူတွေရှောင်းမင်းတို့လူများတိုင်းကြီးမှာနေထိုင်လူများတိုင်းကြီးကဒီလီမုံမူတွေကိုတို့တိုင်းကြီးတွေကခလေးတွေရှောင်းអော်ပြီးတယ်မင်းတို့ကြတော့အဲ့တိုင်းကြီးမှာနေပြီးတော့ရတဲ့လောက်အားကတော့အခွန်ကားဆောင်နေတာဟာမင်းတို့တွေကသဘောပေါက်လားမင်းတို့ရတဲ့ပတ်စံတော့မင်းတို့အခွန်ကားဆောင်နေတာရတဲ့လောက်အားကတော့မင်းတို့အခွန်ကားဆောင်ရတာဟုတ်ကျန်တဲ့ကိစ္စတွေမပြောတော့ဘူးအခွန်ကအစုံဆောင်ရတာဟုတ်ကိုယ်အိမ်မှာကိုနေလို့တစ်ပင်စီတစ်ပင်စီလို့လည်းမရဘူး ဟမ်ဟိုမှာသွားပြီးတော့ပျော်ပြီးတော့မှဟာလာသူတို့ကစီပင်ကနေပြီးတော့လာပြီးတော့ခုတ်ပြရခြံထဲမှာမျက်မစင်းလဲမျက်ဆိုင်ရကိုကိုရင်ဆိုင်လို့မရအောင်စီပင်လည်းဆိုင်ပြီးမျက်စင်းနေရင်လဲစီပင်ကလာပြီးလည်းရိတ်ပြီးရအဲ့ဒါပတ်စံပြရတဲ့အကောလုံးဟမ်ဘာမှအလဲခံမရအောင်ရေဆိုလဲဝယ်တော့ကျွန်တော်တိုင်းကြီးမှာအားလုံးက free freedom အာမနေ့တနေ့ရမှအခွန်ကားလေးတတ်မှတ်လိုက်တယ်လာမင်းလာမင်းနဲ့မင်္ဂလာပါကိုကြီးဇောက်ကြီးမင်္ဂလာပါဗျာနော်တလောက် freedom ကောင်းတဲ့တိုင်းကြီးဗျာ ဟုတ်တယ်လားမင်းတို့ငင်း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 လေးနဲ့အပြစ်ခတ်နေရှိတော့ကျွန်တော်ပြောတဲ့စင်စင်လေးမင်းတို့ဒီဒီဒီမမူတွေအော်မနေနဲ့ညီမနိုင်ငံမှာဒီတိုင်းရင်းသားအားလုံးလက်နက်ကင်တာနဲ့တိုင်းရင်းသားအားလုံးကိုတိုက်ပွဲမဖြစ်ဖို့၅နှစ်လောက်မဖြစ်ဖို့မင်းတို့စီယုံကြည်နော်လုံးဝတိုက်ပွဲမဖြစ်ဖို့ဒီကောင်တွေလုံးဝအာမခံပြီးတိုက်ပွဲမဖြစ်တော့ဘူးမြန်မာနိုင်ငံအုံဖွားဆိုတဲ့အတိုင်းမြန်မာနိုင်ငံတိုးတက်ပါဘောပေါက်လားမြန်မာနိုင်ငံမှာနော် အလုတ်သမားเนาะအလုတ်သမားအင်အားလည်းများတယ်ဘောပေါ့လားညီဣရိယာတွေလည်းအများကြီးဆောက်လုပ်လို့ရတဲ့ဟုတ်လားအဆောက်အုံတွေကုန်ကြမ်းခင်ဗျားတို့ဘာကုန်ကြမ်းယူမလဲပတ်လေထွက်တာမြန်မာနိုင်ငံဟုတ်တယ်လားကျွန်တော်တို့တိုင်းပြည်လောက်ကုန်ကြမ်းပေါ်တာကျွန်တော်တို့တိုင်းပြည်ပဲဟိုမှာအမေရိကန်မှာဝင်နေတယ်ပျောက်ကြားရေကျွန်တော်တို့တိုင်းပြည်ကကုန်ကြမ်းထွက်တယ်သဘောပေါက်လား ကျွန်တော်အများကြီးမပြောချင်းဒါကျွန်တော်တို့ညီကောင်မောင်နှမကြီးလည်းသိပါတယ်เนาะအဲကြောင့်မို့လို့ကျွန်တော်တို့ကကျွန်တော်တို့ခေါင်းထဲမှာဖြစ်စေချင်เนาะမြန်မာနိုင်ငံဝန်မှာစစ်ပွဲတွေမဖြစ်ဖို့မဖြစ်တော့ဘူးရက်ဆိုင်တော့ဘူးကျွန်တော်တို့ကဖြစ်စေချင်မင်းတို့ကသွားပြီးတော့စစ်တပ်ကိုအန်တူးလို့မရဘယ်တော့မှတူးလို့မရဘောပေါ့အခုဝါတော့ဝါတော့ဆိုရလားမင်းတို့အနာမကန်တဲ့စစ်တပ်ဘောပေါ့လားဘတူးကမင်းတို့အန်တူးလို့မရတော့ကဒေါက်စာ မြန်မာစစ်တပ်ကတကယ်ကို professional နော် professional တတ်မလို့နိုင်ငံကအဆင်မီဟာလာတနေ့နဲ့တနေ့နဲ့ average ဟာလာလူများတိုင်းကြီးမှာဟာလာလင်းရင်ဘာအမျိုးသားဆိုတို့တိုင်းကြီးမှာလင်းရင်ဘာအမျိုးသားလူများတိုင်းကြီးမှာသင်မောစစ်သင်မောဘဏ္ဍာစည်းကြီးချရင်တို့တိုင်းကြီးမှာစစ်သင်မောဘဏ္ဍာစည်းကြီးချဒါမျိုးသွားနေတာဟမ်ကျွန်တော်ဟိုတနေ့ရကျွန်တော်ပြောသေးတယ်နော်ဟိုမှာရုရှားနဲ့ယူကရိန်းနဲ့စစ်ဖြစ်တယ် ကိုတော့ပရမစသဖြစ်ချင်တော့အမလီမှာ Ukraine or Russia တန်ကြက်ကကားကြီးနော်တန်ကြက်ကကားကြီးဒီနဲ့ပြစ်ကြတယ်နောက်ဆုံးဘာတွေလာအဲ့တန်ကြက်ကကားကိုနိုင်တဲ့ drone လေးတွေတိတိလေးတွေသိလားအဲ့ဒါလေးတွေလာရောလမှုလေးကရင်တော့တခါတည်းတန်ကြက်ကကဘယ်နေရဘယ်စိတ်ပိုင်းအမှုဆုံးလဲအဲ့နေရောက်တဲ့ထဲတာတဲ့ထဲတော့အဲ့ဒီမှာတန်ကြက်ကကားကြီးအကုန်လုံးစုပ်ပြတ်တတ်ပြီးတော့ဘယ်မှသွားလို့မရတန်ဂျူတန်ဂျူစက်ယုံပို့มาရတော့မှာဟွန်းဒါကျွန်တော်ဥပမာနဲ့တော့ပြရအောင်အခုကျွန်တော်တို့တိုင်းကြီးမှာလဲမင်းတို့ပြောသလိုမျိုး စစ်တပ်ကခြေလျင်နဲ့တက်မတိုက်တော့တက်တိုက်မှခစ်စနစ်မဟုတ်တော့ခြေလျင်တက်တရဘာလုပ်လဲဆိုတော့နေကြီးဆင်းလင်းကြီးလောက်ပဲလုပ်တော့တယ်ဘောပေါက်နေကြီးဆင်းလင်းကြီးလောက်ပဲမင်းတို့အာအုပ်စုဖွဲ့ပြီးတော့မင်းတို့ဟာလူရင်အမြောက်များဆိုတာနဲ့တိုက်ခဲ့တာတကယ်လည်းတိုက်ခဲ့တာပဲမင်းတို့ဟာလာအဲ့ဒီမှာစောက်တဲ့ဟာလာလုံုံကြီးလုံုံကြီးတက်တီချတာလေဟာကြီးမျိုးတွေအင်းနဲ့အာနဲ့တိုက်ခဲ့တာတက်မတော်ပြီးခဲ့တာပြုံပြုံပဲလေအခုပြန်သိနေဘာဖြစ်လဲဘာဖြစ်မြန်မာနိုင်ငံကြီးပေါ့ ကဘာမှာရှိနေဒီမြေပုံမြေပုံတစ်ခုလုံးကနော်နိုင်ငံရဲ့တက်မတော်ပိုင်နေဗျဟောပေါ့လားအဲ့ဒီပိုင်နေဆိုတာထက်ကိုနိုင်ငံရဲ့တက်မတော်မှာတာဝန်ရှိတယ်အေးလားပြည်တွင်းရဲ့ပြည်ပရဲ့နိုင်ငံရဲ့တက်မတော်မှာတာဝန်ရှိတယ်အေးမြန်မာနိုင်ငံမြေပုံတစ်ပုံလုံးကမင်းတို့လုံးလုံးမရဘူးဆိုတာကသူတို့မရောက်နိုင်ဘူးလို့ဟာလားခေတ္တခဏဘယ်တော့ပဲမင်းတို့လုံးလို့ရအချိန်တန်တော့လဲပြီးဆုံးသွားတာ အဲ့ဒါအဲ့ဒါလေးကြီးနော်အဓိကပြောချင်တာတော့ဗျာကျွန်တော်ဒီရက်ထဲမှာအအလုပ်လေးနည်းနည်းဖိလုပ်မယ်မျိုးလေးနဲ့ဟာလာနောက်ပိုင်းလဲဒီလိုမျိုးလေးမကြမကြပါဘောနော်ကျွန်တော်တွေးကြမယ်စကားလေးပါလေးပြောနော်ကျွန်တော်တို့ကလည်းစကားပြောလိုက်ရင်အမျိုးသားကြီးရဲ့အခြေခံကြီးပတ်ပါလားကနဘာကြောက်လဲဆိုတော့ကိုကိုရီးယားလည်းငကိုရီးယားမျိုးရိုးကလည်းစီးထားတာမျိုးရိုးကလည်းအခြေခံကိုကိုရီးယားလည်းလေးလာထားတာကြီးဆိုတော့ နေလို့မနိုင်ဘူးဖြစ်တာမတက်နိုင်ပြောရမှာပြောစရာရှိတော့ပြောရမှာနော်အနေနဲ့များတော့ပြောရအောင်ကျွန်တော်ဆိုရင်အများကြီးဆုံးဆုံးသွားတယ်ဒီ2021ရာနေပြီးတော့အများကြီးပဲကျွန်တော်ငိုခဲ့ရတဲ့ရက်တွေအများကြီးစိတ်ဓာတ်တော့မကြအောင်ကျွန်တော်ငိုခဲ့ရတဲ့ရက်တွေအများကြီးပဲဘာမှမသိဘူးဒါပေမဲ့အခုချိန်ကတော့ကျွန်တော်တို့ဟာလာကျွန်တော်တို့တိုင်းကြီးပြန်လဲပြီးတော့နိုင်ငံတော်ကပြန်ပြီးတော့တက်မတော်ကနေပြီးတော့ထိန်းချောင်းသွားတဲ့ပုံမှာ ကျွန်တော်တို့ဝမ်းသာတယ်ကျွန်တော်တို့ပေးဆက်ခဲ့ရတာတန်တယ်လို့ပြောလူပုံကိုကြီးဆိုလဲကျွန်တော်တို့ရဲ့ညီနောင်တွေညီကိုတွေရဲဘော်ရဲဘက်တွေပေးဆက်ခဲ့ရတယ်အများကြီးနော်တိုင်းပြည်ချစ်တဲ့ညီကိုမောင်တော်တွေစိတ်မပေါင်းခင်တကယ်ပဲကျွန်တော်လည်းလက်ပုံတီးတီးဟာလာခဏရံပြစ်လိုက်ခဏပြန်ချစ်လိုက်ကျွန်တော်ညီကိုတွေပေးဆက်ခဲ့ရတယ်နံပါတ်တွေကတော့မတတ်တော့ပါဘူးရင်ထဲမှာအမြဲမှတ်တာဒါကျွန်တော်တို့ရဲ့တမိုင်းကျွန်တော်တို့ရဲ့တမိုင်းမှတ်တိုင်း2021မှာဟာဘာတွေဘလို့ဖြစ်ခဲ့လဲ နော်လာနော်သားတွေပြောပြရင်ဒါကျွန်တော်တို့ရဲ့သမိုင်းမှတ်တိုင်းဦးမြင့်စုတိုင်းတိုင်းပြည်တပြည်ရဲ့တောက်တိုင်ဟာတက်မလို့တက်မလို့ပဲတဲ့ခဏတော့ပြောမြန်မာထက်လာတိုင်းပြည်တပြည်ရဲ့တောက်တိုင်ဟာတက်မလို့ပဲဒါကိုတော့ပြည်ပြတ်မဲ့နိုင်ငံရေးသမားတွေရဲ့လှုပ်ရှားကွက်တယ်ကမှာတဲ့ပြိမိသွားတဲ့ငပိတ်လေးတွေကတဲ့အခုကတနာတနာစီရဖြစ်နေတယ်ဟုတ်တယ်တကယ်မတက်နိုင်ဘူးဗျအဲ့ဒါကတော့ ဘသူမပြုတ်မမိမှုပဲကဲအမျိုးလို့ရေးကျွန်တော်ဖုန်းချမှရတော့မယ်ကျွန်တော်အလုပ်ကိစ္စလေးရှိလို့ဖုန်းပြောရအောင်မယ်ပြီးရင်ကျွန်တော်အဲ့ရမယ်မနေ့ကျရင်ကျွန်တော်အလုပ်စောကြီးသွားအခုပဲဆယ်နိုင်ခွဲနေပြီအားလုံးလည်းလိုလာကြပါ